ထိုအခါကာလာကရခိုင်မျိုးသားချင်းချင်းကြားမှာစီလုံးညီညွတ်ရေးဟာအဖက်ဆယ်မရအောင်ပြိုကွဲလျက်ရှိနေပါလေ။မြောက်ဦးမြို့လိုကိုအမိန်ကိုမနာခံတဲ့မြို့သားနယ်သားတွေဟာသူတို့လူကိုယ်တမင်းဖြင့်ဒိုင်းပြည်ကိုအုပ်ချုပ်လျက်ရှိကြပါလေ။ထိုအချိန်မှာရခိုင်ကောင်းဆောင်တချို့ဟာမိမိနိုင်ငံနဲ့အိန္ဒိယနိုင်ငံတနိုင်ငံဖြစ်တဲ့ဗမာပြည်တော်ရဲ့ရှင်ဘီရင်ထံတွားရောက်ပြီးရခိုင်ပြည်တွင်ရေးကိုငြိမ်ဝှက်ပေးရန်အတွက်အကူအညီတွားရောက်တောင်းဆိုခဲ့ကြပါလေ။ထို့ကြောင့်ပဲ ဗမာပြည်တရွေ့ရှင်ပရင်ဘိုးတော်မဝိုင်းဟာတက္ကရာ1984ခုနှစ်ခုနှစ်မှာရခိုင်ပြည်ကိုကျူးကျော်ဝင်ရောက်ပြီးနိုင်ရိပ်ထိဖြူကိုဘလွဲ့တကူတင်ပိုက်ရယူနိုင်ခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာရခိုင်တမျိုးသားလုံးဟာသူ့ကျုံဘဝတို့လူလုံးမလှကြားရောက်ခဲ့ကြရပါတယ်။အစအဦးပိုင်းမှာဗမာအုပ်ချုပ်သူများရဲ့ညှဉ်းပန်းနှိပ်စက်မှုတံကိုမခံမရပ်နိုင်ဖြစ်ပြီးတော်လှန်ခဲ့ကြရမှာနောက်ပိုင်းမှာအမျိုးသားမြို့မြောက်ရေးနဲ့ဗမာနယ်ချေစန့်ကျင်တော်လှန်ရေးအတွင်တို့ကူးပြောင်းလာခဲ့ကြပါလေ။ ရခိုင်မျိုးချစ်တော်လိုင်ရေးသမားများဟာ1990ခုနှစ်မှာဗမာနယ်ချက်အစိုးရကိုတခိုင်ပြည်တဲ့ကအပီးပိုင်တိုက်ခိုက်မောင်းထုတ်ပြီးရခိုင်မင်းတွေ့မင်းရွယ်တဦးဖြစ်သူဝမ်မိုးဆိုသူရခိုင်ကောင်းဆောင်တဦးကိုထိနှံတဲ့ဘရင်မြောက်ဖို့အစီအစဉ်နဲ့တော်လိုင်ရေးစတင်လုပ်ခဲ့ကြပါလေတိုးပေမဲ့လည်းတော်လိုင်ရေးမှာအင်အားချင်းမမျှတဲ့အတွက်ကြောင့်အောင်မြင်မှုမရပဲရှုံးမင်းခဲ့ရပါလေ 1996ခုနှစ်မှာဗမာနယ်ချက်အစိုးရဟာအရှိပြားယူရီးယားတိုင်းပြည်ကိုကျူးကျော်နယ်ချက်ကိုအတွက်ရခိုင်ပြည်တွင်းကရခိုင်စစ်တီရဲမက်တွေကိုရာဇတန်ချပြီးအာနစ်ခေါ်ဆောင်မှုစ조사လာပါလေရင်းကိုမကျေနပ်ဖြစ်ပြီးရခိုင်ခေါင်းဆောင်တို့ဖြစ်သူအေမိုလောင်ခေါင်းဆောင်ပြီးဒုတိယအကြိမ်ဗမာအုပ်ချုပ်သူတွေကိုတော်လန်တိုက်ပွဲဝင်ခဲ့ပါလေအေမိုလောင်ရဲ့တော်လန်ရေးဟာရင်းချိန်မှာအရှိဘင်္ဂလားပြည်ကိုအုပ်စိုးနေတဲ့အင်္ဂလိပ်အရှိအိန္ဒိယကုမ္ပဏီဆိုရရဲ့တစ္ဆာဖောက်မှုကြောင့် အောင်မြင်မှုမရရှိခဲ့တဲ့အပြင်အင်းမိုးလောက်မှလည်းဗမာနယ်ချက်အစိုးရထံအနှံ့ကျင်းခံရပြီးနောက်ဆုံးတွင်ကုမြတ်တပ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။တောက်၈၁၁ခုနှစ်မှာရခိုင်မျိုးချစ်ကောင်းဆောင်ကြီးဘိုချင်းပြဟာသူ့ဂျုံမခန်ဇာတိမန်ပြည်အသူများနဲ့တိုက်ပွဲဝင်တော်လှန်ရေးတရက်ကိုတဖန်စတင်လာပြန်ပါတယ်။ရင်းတော်လှန်ရေးဟာတရားအရှိဆုံးစီလုံးညီညွတ်မှုအရှိဆုံးနဲ့ကာလအရှိကြဆုံးသောတော်လှန်ရေးတစ်ခုဖြစ်ခဲ့ပါတယ်။ ရခိုင်ပြည်ရဲ့ကျင်းနေတပွင့်ဖြစ်တဲ့အာဇာနည်ဗိုလ်ချင်းပြန်ဟာအဖရခိုင်ပြည်ကြီးရဲ့နယ်နိမိတ်ကိုပြန်လည်ဒိန်းယူဖို့အတွက်ရခိုင်တမျိုးသားလုံးပါဝင်တဲ့တော်လှန်ရေးတရက်ကိုဆင်နွှဲဖို့စတင်ကြိုးပမ်းခဲ့ပါတယ်။ထို့အချိန်ကအာဇာနည်ဗိုလ်ချင်းပြန်ရဲ့ဖခင်နတန်းဒီဟာဗမာပြည်ကျူးကျော်အုပ်ချုပ်ထားတဲ့ရခိုင်ပြည်မှာနယ်စားတအုပ်ဖြစ်ပါတယ်။ဗမာနယ်ချင်းများဟာယူရီးယားနိုင်ငံကိုကျူးကျော်သိမ်းပိုက်စစ်တပ်ရန်အတွက်ရခိုင်စစ်တီရဲမတ်အမြောက်များကို ငတန်ဒီထံကပမာပရင်ကရာဇတန်ချပြီးတောင်းခံခဲ့ပါလေငတန်ဒီကလုံးဝသဘောမတူပဲဖီဆန်ညှဉ်းဆုပ်ခဲ့တဲ့အတွက်ကြောင့်ပမာပရီဒရစ်အစိုးရဟာမကြေမနက်ဖြစ်ပြီးလက်တုံပြန်တဲ့အနေနဲ့ပမာပြည်အမရပူရာမှာရှိနေတဲ့ငတန်ဒီဤသားငယ်ကိုရရက်ဆက်ဆက်တက်ပြစ်လိုက်ကြပါလေရင်းသားငယ်ရဲ့ဇနီးမယားပါဝင်အချွေရန်နောက်လိုက်နောက်ပါအပေါင်းပါတွေကိုလည်းတက်ပြစ်ပြစ်ခဲ့ကြပါလေ ရင်းအပြင်ကျန်ရှိနေသူမတန်တေရဲ့နောက်လိုက်နောက်ပါငယ်သားတွေကိုလည်းဤမျိုးစုံနဲ့နှိပ်စက်ခဲ့ကြပါလေ။ရင်းကြောင့်ငတန်တေဟာဒါချင်းပြန်ပါဝင်နောက်လိုက်နောက်ပါများနဲ့အတူအရှိအိန္ဒိယကုန်းဒီဆိုးရပိုင်းစစ်တကောင်းထဲမှာရှိတဲ့ဟာဘင်းတို့ထွက်ပြေးတိမ်းရှောင်ပြီးခြေကုပ်နေရယူခဲ့ပါလေ။ 1810ခုနှစ်မှာဗိုလ်ချင်းပြန်ဦးစည်းကောင်းဆောင်တဲ့ဒေါ်လန်ရစ်တပ်ဟာမိမိဖခင်နတန်ဒီအုပ်ချုပ်ခဲ့တဲ့နယ်ပယ်တွေကိုပြန်လည်တိုက်ခိုက်သိမ်းပိုက်ရယူနိုင်ခဲ့ပါလေ။ရခိုင်ပြည်ကိုကိုလိုနီတွင်းကျင့်နေတဲ့ဗမာနယ်ချက်အစိုးရဟာအင်္ဂလိပ်အစိုးရကိုချင်းပြန်ဆိုတဲ့ရခိုင်တပုံးတအူးဟာအရှိအိန္ဒိယကုမ္ပဏီအစိုးရပိုင်းနယ်မြေထဲမှာခိုးလုံပြီးဗမာအစိုးရကိုတော်လန်တိုက်ခိုက်ထားကြွပုံကန်စူပူလျက်ရှိနေကြောင်းဆွဲချက်တင်ပြောဆိုခဲ့ပါလေ။ရင်းချိန်မှာစစ်တကောင်တာဝန်ခံပြည်ရှဲဟာချင်းပြန်နေဖြင့် မိမိတို့ပိုင်내မြေတဲတွေခို့လုံပြီးဗမာဆိုးရအာတော်လန်နေပါကအင်္ဂလိပ်ဆိုးရနဲ့ဗမာဆိုးရတို့အကြားပဋိပက္ခဖြစ်လာစရာအခြေအနေရှိနေကြောင်းနဲ့ရှင်းပြန်ကိုအရှိအိန္ဒိယကုမ္ပဏီပိုင်내မြေတဲတွေမထားဖို့အကြောင်းကိုအထက်သက်ဆိုင်ရာသို့တင်ပြခဲ့ပါလေထို့သောအင်္ဂလိပ်အရာရှိတွေကရှင်းပြန်တော်လန်ရေးကြောင်းဗမာဆိုးရနဲ့တက်တနာဖြစ်မိကိုမလိုလားတဲ့အတွက်ကြောင့်အထက်သို့တင်ပြနေခြင်းမှာဗမာဆိုးရအနေဖြင့်ချင်းပြန်တော်လန်ရေးကိုအင်္ဂလိပ်မှအထောက်အကူများပေးနေကြောင်းထပ်တလဲလဲဆွဲချက်တင်ဆွဆွဲလျက်တည်နေခဲ့ပါလေ ဗိုလ်ချင်းတန်ဟာသူ့ရဲ့တော်လှန်ရေးခီးစဉ်မှာဗမာနယ်ချက်အစိုးရနဲ့လက်နက်အင်အားမများတဲ့အတွက်ကြောင့်ဗြိတိရှရှေ့အိန္ဒိယကုမ္ပဏီအစိုးရထံမှစီရေးအရအကူအညီတောင်းခံခဲ့ပါလေ။ထို့ပေမဲ့လည်းဗိုလ်ချင်းတန်တောင်းဆိုချက်များပေါ်ဘရင်ခံပိုချုပ်လူမျိုးတို့ကပယ်ချခဲ့ပါလေ။ဗိုလ်ချင်းတန်တော်လှန်ရေးဟာတိုးတက်အောင်မြင်တယ်လို့ထင်ရပေမဲ့လည်းညဝူမျိုးလိုကိုတိမ့်ပတ်ရံမှာကအခက်ခဲများစွာနဲ့တွေ့နေရပါလေ။အပေကြောင့်ဆိုတော့ညှော်လင့်ချက်ကကြီးမားပြီးစစ်အင်အားနှဲပါနေလို့ဖြစ်ပါလေ။ 1810ခုနှစ်စွန်လအလယ်လောက်မှာရောင်ဦးမြို့တော်ကလွယ်ပြီးကျန်တဲ့ဘဲတွေကိုဗိုလ်ချင်းပြန်ဟာပြန်လည်တင်ပိုက်ခဲ့ပါလေ။မိုးရင်းဒါလာရာဒီဦးတို့အခြေအနေဆိုးရွားမှုကြောင့်ချင်းပြန်ရဲ့စစ်စင်ရေးခီးမှာထင်းတလောက်ခီးမပေါက်ခင်နေပါလေ။ရင်ကြားတဲ့မှာပင်ဗိုလ်ချင်းပြန်ဟာမြောက်ဦးမြို့တော်ကိုတင်ပိုက်ဖို့အတန်တန်ကြိုးစားနေပါလေ။စစ်ရေးအရာရင်းရုပ်ဝတ္ထုအခြေအနေရန်ရင်အရှိအိန္ဒိယကုမ္ပဏီအစိုးရဌာနအခုညီကိုပင်မရပေမဲ့လေ အကူညီရတယ်ဆိုပြီးမီးပြပူဟာတရက်ကိုကျင့်သုံးကြွေးကြပြီးဗမာနယ်ချက်အစိုးရအားစိတ်သက်စစ်စင်ရေးနဲ့တိုက်ပွဲဝင်ခဲ့ပါလေမိမိရဲ့တပ်သားတွေကိုအင်္ဂလိပ်စစ်သားတွေဝစ်ဆင်တဲ့အနီးအရဝစ်ဆုံများကိုဝစ်ဆင်စေပြီးအင်္ဂလိပ်များစောင်းတဲ့အုပ်ထုပ်များကိုစောင်းစေခဲ့ပါလေရင်းပြင်ဗမာစစ်သားများမြင်နိုင်တဲ့နေရာများမှနေပြီးစစ်ရေးချီတက်မှုများကိုပြုလုပ်ခဲ့ပါလေဒီလိုမျိုးစစ်ရေးနီးပရိယေတွေကိုတုံးတဲ့အတွက်ကြောင့်ဗမာနယ်ချက်စစ်တပ်ဟာချင်းပြတ်ဒေါ်လန်ရေးကိုဗြိတိရှားတို့ကနေပြီးအကူညီပေးနေတယ်ဟု တတိချယုံကြည်ခဲ့ပါလေဘိုချင်းတရဟာအင်္ဂလိပ်ဆိုရထံမှာအလုတ်လုတ်ကင်နေကြတဲ့ရခိုင်မျိုးသားတွေနဲ့အင်္ဂလိပ်လူမျိုးမဟုတ်တဲ့အခြားတိုင်းရင်းသားတွေကိုကျူတင်လာစာထုတ်ပေးပြီးမိမိတို့တော်လှန်ရေးမှာပါလာအောင်တင်းတွင်းခဲ့ပါလေဒီလိုမျိုးလှုပ်ရှားဆောင်ရွက်မှုများကိုသိရှိသွားတဲ့ကုမ္ပဏီဆိုရဟာဘိုချင်းတရရဲ့လှုပ်ရှားမှုတွေကိုပိတ်ပင်ဖို့အတွက်မိမိပိုင်တဲ့မြေထဲကလူတွေကိုရခိုင်ပြည်ထဲသို့မဝင်ရဟုအပြင်းထန်တားမြစ်ခဲ့ပါလေ တို့ပင်မဲ့လေထီရောက်စွာပြိပင်သားစီးနိုင်ခြင်းမရှိတဲ့ပါချင်းပြက်ဟာမြဦးမြို့တော်ကိုလေးဘက်လေးတန်ဝိုင်းညက်ပြီးတော့ဗမာနဲ့ချက်အစိုးရကိုလက်နက်ချခိုင်းပါလေမကြမီမှာမြောက်ဦးမြို့တော်ကိုချင်းပြန့်တို့တိုက်ခိုက်သိမ်းယူအောင်ပွဲဆင်နိုင်ခဲ့ပါလေဗိုလ်ချင်းပြက်အနေနဲ့ဖန်စီရမိပြီဖြစ်တဲ့ဗမာနယ်ချက်စစ်သားတွေကိုစစ်တုံးပန်းဖြစ်ထားပေမဲ့လေရဲဘော်ရဲဘက်တွေကလက်စားချေလို့စိတ်လုံခဲပြင်းပြနေကြသည့်အတွက်ကြောင့်ဗမာစစ်သားတွေကိုတစ်ချက်လက်စားချေခဲ့ကြပါလေ